ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပြီးရမယ့်အကြောင်းအရာကတော့ဂျပန်နဲ့မြန်မာကိုငွေလွှဲတဲ့အခါမှာ KP အကောင့်တွေကိုတိုက်ရိုက်ငွေထည့်နေကိုကျွန်တော်ပြောပြပြီးရမယ်အသုံးပြုရမယ့် application ကတော့အားလုံးသိကြတဲ့အတိုင်းပဲ Western Union ပါငွေမလွှဲခင်ကျူလောက်ရမယ့်အရာတစ်ခုကတော့အကောင့်ဖွင့်ရမယ်ဂျပန်နိုင်ငံမှာရှိတဲ့ Western Union agent တွေမှာလည်းတွားဖွင့်လို့ရတယ်လို့ကျွန်တော်ကတော့ account တစ်ခုကိုကိုကိုတိုင်းပဲဖွင့်လိုက်မယ်ပြီးတော့ရင်တော့ KP တဲ့ကိုငွေထည့်မယ်အစအဆုံးလုံပုံလုံနေကိုကျွန်တော်ပြောပြပြီးတော့မယ်ကဲဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်ဗျာ ပထမဦးစွာ Western Union application ကိုတောင်းပါ Join now ဆိုတဲ့ button ကိုနှိပ်ပေးပါကိုအမြဲတမ်းနေကြ email ကိုထည့် password ကိုတမတ်ပေးအမှန်ကြီးကြီး continue ကိုနှိပ်ပေးပါ Face ID ကတော့မိမိတဘောပါ Guest status ကိုနှိပ်ပြီးတော့ရတော့အစင်လိုက်ဖြည့်ပေးပါအမှန်ချစ်ထားတဲ့နေရာလေးတွေကိုဖြည့်ပြီးသွားရင်တော့ continuous ကိုနှိပ်ပေးပါမိမိနာမည်ဖုန်းနံပါတ်မူတက်ကတဲ့အိမ်လိပ်စာဖြည့်ပြီးသွားရင်တော့ continuous ကိုနှိပ်ပေးပါ sign up ကကိုကြတော့အရှိတဘော တောင်လိုက်တပုံနောက်ကြောတပုံဆိုမှတုံးပုံရိုက်ပြရတယ်နောက်တစ်ချက်ကဆက်ဖီဆွဲတဲ့ခါလဲတူပြတဲ့အတိုင်းပဲခေါင်းကိုအလိုက်တင်လေးလိုက်လုပ်ပြလိုက်ရင်ရပြီ complete ကိုနှိပ်ပြပါဒီ screen ပေါ်လာပြီဆိုရင်တော့ကိုယ့်ရဲ့အချက်လက်ဒေတာဖြည့်ရတယ်ပြီးသွားပြီလားအချက်လက်တွေကိုစစ်ဆင်နေပါလေဆိုတဲ့အကြောင်းကိုမေးရအောင်ရောက်လာလိမ့်မယ် ကိုယ်ရချစ်စာလောက်ပြီးွားလို့တရက်အတွင်းမှာအကောင့်စတင်အသုံးပြုလို့ရပြီဆိုတဲ့အကြောင်းကိုမေးရောက်လာလိမ့်မယ်။အသုံးပြုလို့ရပြီဆိုတော့ KP အကောင့်ထဲကိုငွေထွက်ကြည့်မယ်။လောက်ရင်ဝင်ပြီးရင် passport ဖြည့်ပါ။လွှဲမဲ့နိုင်ငံကိုယူရင်ငွေအမောင်းထည့်မယ်။ KP ရဲ့ဥထဲမှာမလို့ e-wallet ကိုယူရင်မယ်။ဘဏ်နဲ့လည်းပြီးလို့ရတယ်။ convenience store ကနေလည်းငွေပြီးချလို့ရတယ်။အဆက်ကိုနှိပ်ပါ။ လက်ခံမဲ့သူရဲ့ data အချက်လက်ကိုဖြည့်ဖို့အတွက်အမှန်ကျဲလောက်ထားတဲ့နေရာကိုယူပြီးပါနာမည်ကလည်းအလေကဖြည့်စရာမလိုဘူးဆိုတော့သုံးလုံးရှိရတူဆိုရင်အရှိနှလုံးနောက်ဆုံးကတစ်လုံးလေးလုံးရှိတဲ့ဆိုရင်ရှိနှလုံးနောက်ဆုံးကနှလုံးအဲ့လိုဖြည့်ပြီးလို့ရတယ်လိပ်စာကလည်းအရှိကြီးထည့်စရာမလိုဘူး Gmail ထည့်မယ် KP ရဲ့ဖုန်းနံပါတ်ထည့်မယ်အတိကတော့ KP ဖုန်းနံပါတ်နဲ့နာမည်ကမမှားဖို့ပဲနောက်ကအချက်လက်၃ချက်ကတော့ငွေပို့ရတဲ့အကြောင်းရင်းကိုရေးပေးရတယ်။အချက်လက်အားလုံးဖြည့်ပြီးရင်တော့အဆိုတဲ့ဘော်တန်လေးကိုနှိပ်ပေးပါ။အမှန်ချစ်နှစ်ခုကိုချစ်ပေးပြီး ဆန်းဆိုတဲ့ဘွတ်တောင်နှိပ်ပြီးပြီးတော့ပြီးသွားပါပြီအခုမြင်ရတဲ့ screen ကတော့ငွေထည့်ပေးရမယ်သူတို့ရဲ့ဘဏ်အကောင့်မှာကျွန်တော်တို့ကတော့ငွေထည့်ပြီးတော့တနာရီအတွင်းမှာပဲ KP အကောင့်ထဲကိုငွေတန်းဝင်ပါတယ် Western Union နဲ့ပတ်သက်ပြီးမှအားနဲ့ချက်အားတာချက်တွေရှိရင်တော့အကိုတို့အမတို့ရဲ့အတွေ့အကြုံကို comment မှာ share လုပ်ပေးပါဦးလို့တောင်းဆိုပါရစေ။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။